chi đô rơ đô sáng đô yên nằm có sốc con thằng em bớ là cùng cái gì đi em bớ là đó ờ em không là sốc đấy chị bố မိမိတို့ပလောင်ပြည်နယ်လူမျိုးရေတပ်ဦးဖျားစာဝပ်ထီအန်အဝေးရဲ့ဒုတိယဘိုလ်ချုပ်ကြီးတာကြုံကြဥဆောင်တဲ့ကိုစလဲနဲ့စစ်ကောင်စီတပ်ကဒုတိယဘိုလ်ချုပ်ကြီးကိုကိုဦးတို့ဥဆောင်တဲ့ကိုစလဲတို့ဟာတရုတ်နိုင်ငံရဲ့အကြဝန်စစ်စစ်မှုနဲ့ တရုတ်နိုင်ငံကူမီမြို့မှာနှစ်ရက်သားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံပွဲကိုပြီးခဲ့တဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေမှာပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ဆွေးနွေးပွဲမှာစစ်ကောင်စီကိုယ်စားလှယ်ဖက်က2008ဖွဲ့စည်းပုံအရသတ်မှတ်ထားတဲ့ဘလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရရတာနမ်ဆန်နဲ့မန်တုံမြို့နယ်ကလွဲပြီးမိမိတို့ဖျက်ဆာဘတီအန်အေကတိမ်ပတ်ရရှိထားတဲ့နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ် စားရမြို့နယ်ကနေပြန်လည်ဆုတ်ခွာပေးဖို့တောင်းဆိုဆွေးနွေးခဲ့ပါတယ်။စစ်ကောင်စီကိုစလဲဖက်ရဲ့တောင်းဆိုဆွေးနွေးချက်ကိုမိမိတို့ PSWF TNW ကသဘောမတူနိုင်ကြောင်းနဲ့အပြစ်ခဲရက်စဲဖို့အတွက် စစ်ကောင်စီတပ်အနေနဲ့အယက်သားလူထုတွေကိုလေကြောင်းကနေရွယ်ချက်ရှိရှိဘုံကျဲတာတွင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွင်ဒရုန်းနဲ့အယက်သားလူထုတွေရဲ့တိုက်တာအဆောက်အဦတွေဦးတည်တိုက်ခိုက်တာတွေနဲ့တဖက်တက်ထိုးစစ်စစ်နာတွေအားလုံးရက်တက်ဖို့ မိမိတို့ PSRF TNW ကဆွေးနွေးခဲ့ပါတယ်။နှစ်ရက်တာဆွေးနွေးပွဲမှာမိမိတို့ PSRF TNW ကိုစလဲနဲ့စစ်ကောင်စီတပ်ကိုစလဲတို့သဘောတူညီချက်တစုံတရာမရရှိပဲလာမယ့်ဩဂုတ်လပါထပ်မံတွေ့ဆုံဖို့သဘောတူခဲ့ကြပါတယ်။မိမိတို့ရဲ့ကုမင်းဆွေးနွေးပွဲဟာနှစ်ဖက်တွေ့ဆုံမှုတွေအလဲအမြန်တိုးတက်လာစေဖို့တရုတ်နိုင်ငံအစိုးရအထူးကိုယ်စားလှယ်မစ္စတာတင်ရှိကျွန်းကကမကထပြုဆောင်ရွက်ခဲ့တာဖြစ်ပြီးတရုတ်မြန်မာနယ်စပ်ကွန်တွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ ဒေတာတင်ငိအချမ်းဖို့အတွက်ကိုကန်တဖက် MNDAA ကတ်တို့တဆင့်တို့အပြစ်ခက်ရက်စဲဖို့အတွက်အထူးကိုစလဲမစ္စတာအသိရှိကျွန်းကဥဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။အာသာနာ